အဲ့ဒါခေါ်ခဲ့ပြီးတော့မော်လမြိုင်မှာပွဲကြီးတစ်ပွဲလုပ်စီစဉ်ကြအောင်ဒီလားဒီဆော့ပစ်တိုင်းတော်တို့ဘာတော့အကောလုံးပါတယ်အဲ့ဒီမော်လမြိုင်မှာအဲ့ဒီဝမ်ချန်းနဲ့ဝင်းနဲ့ထုံးနဲ့ဝင်းနဲ့ထုံးကပြည်နယ်ပွဲမှာဖြန့်ကိုလည်းနိုင်ထားတယ်ကျော်စုလည်းနိုင်ထားတယ်ဒီဘက်မှာဟိုနေ့ကတက်နေတယ်ဒီမှာအဲ့ဒီချိန်မှာဝမ်ချန်းကလက်မခံချင်ဘူးသူကကောင်းကောင်းမုံမလေးကျင့်တာဒီခုစီစဉ်ကိုတဖက်တလက်မှကူညီပံ့ပိုးပေးရတာကတော့ရွှေကျိုးမြေတွင်တင်းပန်းဖြည့်ရေကူးကန်နဲ့စားပွဲစုံမှဖြစ်ပါတယ်ရွှေကျိုးမြေမှာဆိုရင် မိသားစုလိုက်ဖြစ်ဖြစ်မိဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြစ်ရေကူးရင်အားယူဖို့အတွက်ဘင်္ဂလိုများကိုလည်းမိဆွေတို့တက်တောင်းတတဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေတန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်အတိုင်းအချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24နာရီပတ်လုံးမောင်းနှင်တန့်စင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန့်စင်မှုအတွက်ယာနှုန်းပြအာမခံပေးနိုင်ပါတယ်။ လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ထွေးနဲ့မမြင်နိုင်တဲ့ညစ်ကြေးများကိုချက်ချင်းခြေပြက်စီဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးတာပြီး pH 7ရည်သွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးတာပါတယ်။ဖြည့်ကျုံးမြေမှာလူကြီးများပြားနဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအခမ်းအနားဖြစ်ဖြစ်နေရာကျဉ်ဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့အခမ်းစားတောက်ရည်ကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ဖြည့်ကျုံးမြေမှာဆိုရင် အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ Music Band ရဲ့တည်တခြင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12နိုင်ရနေ့ညနေ9နိုင်အထိထည့်သွင်းပေးကြပါတယ်။ချင်းနာထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့ AC နားယူမယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမြေထွေးစွာဖိတ်ခေါ်လိုက်ပါလေ။ရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာဆင်းလှိုင်းသာယာ BOC လမ်းဆောင်တိုင်းသာယာပရိုဂရမ်မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါတယ်။နေ့စဉ်နဲ့မနက်9:00နာရီမှည7:00နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာ။ စော်ကားဟုတ်ပြည့်စက်များမင်္ဂလာပါမြမရိုးရလက်ဝဲရဲ့ရွှေအိုရောင်မှတ်တရများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့မြမရိုးရလက်ဝဲရဲ့တခိတခါကပထမတန်းလက်ဝဲသမားလူဖြစ်သူဝင်းလိုက်ထွန်ရေတာရှိရဲ့အကြောင်းကိုဦးဝေါ်ကြီးကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဝေါ်ကြီးမင်္ဂလာပါမင်္ဂလာပါညီဝင်းလိုက်ထွန်ရေတာရှိဆိုရလဲဒီရိုးရလက်ဝဲနဲ့နေသက်တဲ့လူတွေသိပြီးသားပါတကယ်ဝင်လည်းမကြောအများစုနဲ့ရှင်းပြရင်ဆိုင်ခဲ့တဲ့ဇာတ်သမားဟောပြီးပေါ့နော်။သူကတော့ဒါတက်လို့အပိုင်ပေါ့နော်။ ရီရာရှိဆိုတော့တောင်ကူအပိုင်ပေါ့အဲ့ဘက်ကလည်းထွန်းတောက်တယ်ကွာဒီတောင်ကူဆဲကြီးတို့နဲ့ရွာတို့ဒီပိုးအိုးတွေများတယ်အဲ့ရလဝိဘွယ်လည်းကြိုက်တယ်လဝိသမားလည်းတော်တော်များများထွက်တယ်အရင်တော့ခုကအချိန်နေရတာအဲ့ဘက်ကလဝိသမားကောင်းတွေမထွက်တော့တာအရင်တော့လဝိသမားတော်တော်တောင်ကူဘက်ကထွက်တဲ့လဝိသမားလည်းနမကြီးတော်တော်များများရှိတယ်ကွာအာရီရာရှိဝင်းနိုင်ထွန်းတို့ခွန်မိုက်တို့နော်ဒေါင်လီတို့ဒါဟိုးအရင်တော့ဆိုအခုရောလဝိပေးတဲ့နောက်ပိုင်းအနေတွေတိတ်မသိရှိကြတော့ ရင်လူကောင်းကြီးတွေကတော့သိကြပါဘူးလူကောင်းကြီးတွေကသိကြပါဘူးဝန်ထမ်းတွေရတာရှိလို့ဒီ combine လို့ down level ဆိုတာဒါအတန်းတတန်းရှိခဲ့တဲ့ကစားသမားတွေပဲဟိုအနေဆုံးပေဆုံးထိုးခဲ့တယ်ကွာသူကဥဟော်ကြီးကအဲ့ဒီအကြောင်းလေးကိုပြောရတဲ့ဆိုတာကွာတနေ့မှာပေါ့ကွာဥဟော်ကြီးတို့ဒီလက်ဖေးဆိုင်မှာဦးလေးချာဦးလေးချာရဲ့နောက်ဟိုညီပြအလုပ်ရတယ်ဥဟော်ကြီးတို့အတင်းပထမအဆုံးတင်းညမှာလဝိဝမ်ချိုင်းလို့နဲ့လောက်ခဲ့တဲ့ဒီမင်းဦးဆိုတယ်ညီပြဆရာသူကအနောက်တိုင်းလဝိရလာ ဲ့လက်ဖက်ဆံမှာစကားပြောကြတာပေါ့စကားပြောကြပြီဒီအသေးကောင်းနဲ့မကောင်းဆိုတဲ့အကြောင်းပြောတာအသေးကောင်းနဲ့မကောင်းဘယ်သူကတော့အသေးကောင်းနဲ့ဘယ်သူကဘယ်ကစားသမားအသေးဒါရည်ဘူးရအဖင်ပြောတာပါဒါဥဩကြီးရောကြုံလို့ရောဥဩကြီးရောလဝိအတိုင်းဝိုင်းဆိုတော့လက်ဖက်ဆံမှာကြုံရင်လည်းခေါင်းစဉ်တူဒီအကြောင်းပဲပြောဖြစ်တာများတယ်ပြရအဲ့လိုများတဲ့ခါကျတော့ तू ကအဲ့လိုပြောတဲ့ခါကျတော့ဥဩကြီးကပြောတာပါဆိုတော့အသေးကောင်းခြင်းမကောင်းခြင်းကလက်ကျင်မှုပြုတ်ဝခြင်းမပြုတ်ဝခြင်းနဲ့ဆိုင်တယ်ပို့ပြီးတော့ဆိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော် ဦးလေးကျောင်းဘာကြောင့်လဲဆိုတော့ तू ကကစားသမားတယောက်အောင်ဟောပီနစ်စကျူဝိုင်းအပေါ်လုံးတက်လာပြီကွာနော်နောက်ပြီးတော့ရှေ့မှာလည်းနိုင်ပွဲတွေလည်းဆက်လာတယ်နောက် तू ရမောင် तू အနေထားနဲ့ထိုးလို့ရှိရင် तू ကသဘောကဝင်းနိုင်ထုံးအဲ့လိုရက်လက်ကနောက်ဆုံးကြရင်ပထမတန်းတွေကိုထိုးတာမကောင်းမှန်တယ်ဒါပေမဲ့နောက်ဆုံးကြရင်ရက်လက်မကောင်းထိုးတာလည်းကြိုက်တယ် तू က तू ထိုးလုံးထိုးပေါ့လည်းကြိုက်ဒါပေမဲ့အဲ့လိုဝင်နေဖြစ်လာဟိုရက်လက်မကောင်းအသေးမကောင်းတော့အဲ့ဒါတော့ သူညစ်ချင်းမှုရယ်သူ့ရဲ့ကြွေးသားမှုသားတွေအဲ့ဒါနဲ့ဆိုင်ဆိုင်နဲ့မဆိုင်ဘူး။အဲ့ဒါဆိုတော့မင်းသူတို့ပွဲစီစဉ်တဲ့အချိန်အဲ့ဆိုမင်းမင်းနဲ့မင်းတို့ဝင်းနေတော့လှုပ်သွားခေါ်ဝေးလာလိုက်ခေါ်လှုပ်ကြငါတို့ဟိုနေဖြစ်မယ်။ငါလည်းသူသူကပြောတာညင်းခုန်နေဆိုရင်ငါလည်းသူ့ကိုကြိုက်တယ်တဲ့။ဆိုတော့အဲ့ဒါဆိုရကုန်အောင်ဆန်းကွင်းမှာပဲမုံအမျိုးသားနေပွဲတော်ပွဲရှိတယ်ကွာ။နှစ်လားလှလားသုံးလားတော့လိုသေးတယ်။သူတို့ပဲအတ္တများတယ်။အဲ့ဒါကြိုတင်ပြီးတော့ပြင်ဆင်ကြတာပေါ့။အဲ့တော့သူကမုံပြင်းနေတချမ်း ဒီအပြန်လဝိဆောင်မှာတချမ်းဆိုတော့အဲ့သူ့ကိုလုံဖို့လုံမယ်ဆိုရင်လုံလို့ရတဲ့အခွင့်အရေးတခုရှိလာတယ်ကွာတိလားအဲ့ဒီအချိန်မှာသူကတညင်ကကလက်ကပြတ်သွားပြီးတော့ညီပြတ်เสียမင်းကစီပင်ကိုရောက်သွားသူကနန်းဝမ်းလေးလို့ပါလို့အဲ့ဒီမင်းတို့အဲ့ဒီအဲ့ဒီစီပင်မှာပဲရန်ကြီးအောင်လည်းအရင်တော့စီပင်ရပဲဟုတ်တယ်လေအဲ့ဒီကပဲထွက်သွားတာအဲ့ဒီစီပင်ကိုရောက်သွားတယ်အဲ့ဒီစီပင်ကိုရန်ကြီးအောင်အဲ့ဒါကိုလာစိုးဦးနဲ့ဒုတိယအကြော့ဟိုပထမအကြော့တင်တဲ့ဘဲဘွားနဲ့အရင်ရောက်လာတယ်အဲ့ဒီမင်းဦးလက်ထက်မှာ အလုံးချောလို့ပါလို့အဲ့ချိန်ကမရောက်သေးဘူးမရောက်သေးတဲ့အချိန်ကျတော့အမင်းတော့ခေါ်ခေါ်မယ်သူစမ်းတက်ချင်တယ်အဲ့တော့အနေထားရငွေကြီးပိုင်းရောက်ဟိုလုံးလို့အချိန်နေပြီးတဲ့အခါမျိုးပေါ့နော်အဲ့ဒါလေးညီလေးကိုအဲ့ဒါလေးကိုအကူကသူ့အကြောင်းနဲ့ပတ်သက်ပြောပြချင်တယ်ဆိုတော့အဲ့ဒါပေါ့အဲ့ဒါအကူကစင်းဝါးပေါ့ဒီတောင်ဦးရထားစီးဝါးပြီတောင်ဦးစင်းဝါးစင်းဝါးပြီးတော့အဲ့ရေသာရှိကိုတခါကတောင်ဦးဦးနေကနေကာစီးဝါးတော့ကာစီးဝါးတဲ့အခါကျတော့နည်းနည်းနှိမ့်ခင်းတော့ရောက်နေ ောက်လဲရောက်သွားအဲ့တော့ကိုကသူ့ကိုစုံစမ်းစုံစမ်းပြီးတော့ဆိုင်ကားသမားတွေပါလိခိတ်တွေပါလိမေးပြီးတော့သူတို့ကဒီရေတားရှင်မြို့ပြင်ဟာဟိုပြောင်းကင်းထဲမှာအဆက်လမ်းမဘေးပေါ့အဲ့မှာကယ်လီတုံးထိုးပြီးနေတာသူမိသားစုနဲ့သူအဆင်မပြေလားဖာလားမသိဘူးအဲ့ဒီနားမှာဈေးဆိုင်ကြီးနေဈေးဆိုင်ကြီးကလည်းဟို6တိ6ချက်ပါတိလာအဲ့တော့သွားတော့သူမိမကျမကြီးဘုံကောင်းချလီလေးနေအဲ့လိုမေးတဲ့ခါကျတော့ဟိုဘူတာမာတဲ့ချင်းခတ်နေတယ်အဲ့ဒါနဲ့ဥဟိုကြီးက 葡萄多，葡萄哎，葡萄皮那嘛我千万啊，白酒千万多多讲嘞。这边呢，现在有，你要么补布，对啦，千万了都要看呐，你要钓。哦，两只的啦，多啊多啊，这看吃又吃，喂又钓，做做啥啥看呐，我没要你哦。哎，这人免了，我讲个啦，没第二台嘛，阿罗看呐，我也就是不会比的，比比不会比我，比我难哦，难哇了哦。 तू อ่ะလောင်းထားတာမဟုတ်ဘူး तू อ่ะจ็อกกี้ဘောကွာ तू อ่ะအဲ့ဒီဘက်ကဝင်ခတ်ပြီးတယ် तू ဘက်ကသူ့ကိုယုံကြည်တဲ့လူတွေကအေးဘောအေးဘောအဲ့တော့ तू ကခစားရနိုင်သွားတော့ तू နည်းနည်းပါပေးသုံးတာပေးသုံးပြီးပါညာဖြစ်တယ် AC ဖြစ်သွားတဲ့အချိန်မှာဥဝရေ तू သွားပြီးတော့နှုတ်ဆက်တာ तू อ่ะဥဝရေဒုံနဲ့တိတ်မမှတ်မိဝင်နိုင်ထုံးမလားဟာဟုတ်တယ်ဘာညာဘောအေးအခုလက်ဝတ်ဝဲကိစ္စလာဖေမှာပွဲရှိတယ်မဟုတ်ဘူးအဲ့ဒါဆိုနေပေါင်းမင်းရေတွေပါချိုးလို့ပေါ့ AC ပြောအောင်အမဟုတ်အဲ့ဒါဆိုဘူတာမှာပဲပတ်စံပြေးပြီး အခါပြီးချိုးလို့ရတယ်ရေချိုးတဲ့နေရာရှိအဲ့မှာပဲသူတောင်းတနာနာပြီးတော့ရေတွေပါတောက်ပြီးရေသွားချိုးလိုက်ချိုးချပြီးဥော်ကြီးနဲ့ပြောစရာရှိတယ်လိုက်လာအဲ့ခလန်းလမ်းမှာစားတော့ဆိုင်နေဆိုင်ရှိတယ်အဲ့မင်းတခုစားဆိုတော့လက်ဝိပွဲတော်ဝဲစားချုပ်ဖို့တဲ့ဆိုင်ကသူ့ကိုခုနဥော်ကြီးခုနပြောစလို့ကြည့်တော့မူစားနေလေ့ကျင့်ပေးခြင်းအေးအဲ့ဒါလေးအပေါင်းနဲ့ပေါ်ကျင်တာဆိုတော့အဲ့ဒါသူ့ easy ဆွေးနွေးခြင်းလို့အာခေါ်လိုက်တာခေါ်လိုက်ပြီးတော့စားတော့ဆိုင်ကတော့ easy ပဲအဲ့ဒါ main တစ်ခုမှာ ိုရတယ်အဆင်ပြေတော့မှာပါငါထပင်းမစားသေးဘူးခုမှသူ့ဆိုပြီးတော့ဟိုခေါက်ဆွဲကြော်တပွဲနောက်ဒီအစိမ်းကြော်တပွဲကစွဲကြော်တပွဲထမင်းပြူနဲ့သူကတော့ခေါက်ဆွဲကြော်ပေါ့သူတော့ကိုဥရောရထမင်းမစားကျင်တာဟုတ်ဆိုပြီးတော့ခုနအချိုးချောင်းရှင်းပြလိုက်ဒီလိုဒီလိုပဲပွဲရတော့ရှိတယ်ကြောက်အောင်ပဲဒါပေမဲ့မင်းငါတို့ရှိမှလေ့ကျင့်ရမှာငါတို့ရှိမှကျွေးမွေးကြငါတို့လက်ရှိသွားမဲ့အခင်းချင်းသူ့ချပြတယ်အတူအသဘောတူတယ်သဘောတူတယ်ကျွန်တော်လည်းဒီလိုဒီလိုပဲတဲ့ ဟိုအဲ့လိုသွားဖို့လာဖို့ဆိုတာကျွန်တော်သဘောတူရအဲ့လိုကောင်းကောင်းမုံကိုလှုပ်ပေးမလို့ရှိပိုကောင်းတာဗောတဲ့ကျွန်တော်တို့ကိုမောက်ကိုပဲတဲ့ဤတလုံးနဲ့နော်လိကျင့်ပြီးတော့ထိုးနေရတာတဲ့အဲ့လိုလှုပ်ပေးကြိုင်ပေးမလို့ရှိလှုပ်ပေးမလို့ရှိတယ်ကြီးပြဆရာဆိုတော့ဒီမင်းဦးဆိုတာဒီဒီကစားသမားတွေဒီကသူလည်းတည်ပြီးသားပဲဗောသူလည်းတည်ပြီးတော့သူလည်းတည်တယ်ကွာဘသူတွေဘသူတွေကငါတို့အတင်းမှကစားနေတယ်သူရှင်းပြလိုက်တယ်ဒါအရေးအကြာကြီးရှင်းပြတာမလို့ okay ပြီးဆိုသူဆုံးဖြတ်လိုက်ဒါပေမဲ့ तू ကနောက်ကြောင်းမအီးဘူးဒီမိသားစုမိသားစုကျန်နေတယ်ရှိအမဟုတ်အဲ့ဒါဆိုလို့ရှိရင် ဟိုလုတ်ပေးမယ်အဲ့ဒါတော့မသူမစားဘူးဒါလေဟိုဟိုနေ့ဖြစ်သူပြောတာဟိုအဲ့ဒါလေးကိုကျွန်တော်ထုတ်သွားလို့ရတာအင်ယူသွားဟာအင်ယူသွားဆိုမထမလေးပေါ့ဟိုထမလေးတော့မိသားစုတော်ပါနောက်တဲ့တစ်ပွဲထမဖာညာဆိုပြီးတော့မှာပါအဲ့အင်ရောက်သွားပြီသူအေယုံနဲ့ပြောပြတယ်သူအေယံနဲ့သဘောတူတယ်နောက်နေ့သွားမယ်အဲ့လို तू သွားမယ်ဆိုရင်လည်းသူ့ကိုလည်းအဲ့လိုပွဲဒီပါရှိသွားမယ်ဆိုထောက်ပံ့မယ်လူလည်းရှိတယ်ဟာအဲ့ဒါဆိုပြီးလုတ်စောင့်ပေးလိုက်တာပေါ့နော်စောင့်ဆက်ပြီးတော့အဲ့လိုဒီကောင်အဲ့ဒါတေယုံကျော်ဖို့အစ်တလုံးနဲ့ဒီကောင်နဲ့အဲ့ဒါ ဟိုနေလိုက်လာအဲ့ရမိတဲ့ကားနဲ့ပဲ high land နဲ့ပဲသွားကြကြောက်လာရောက်လာတော့သူကဒီဘီးရင်တော့ဒီစခန်းအခွန်စခန်းအခွန်ရုံရဲ့အပေါ်ဓာတ်မှာရိုးရလဝီကန်ထားတာပေါ့အဲ့အဲ့အပေါ်မှာပဲအဲ့မှာဒီကောင်နေဒါမဲ့ဒီကောင်အော့သက်ကြီးတယ်ကြောက်လာတယ်ဆိုဝါအဲ့ရုံကအယုံကြီးနဲ့အစင်ပြောင်ပေါင်းသိနေဝါပေါင်းသိမင်းနဲ့စောစောထတစ်ပင်းနေရေလောင်းတာတို့တပည့်စီးလေးလှဲတာတို့ဘာတို့ညာတို့ဒီကောင် လုတ်ဝေးလစ်ကျင်နေပါများကစားတယ်ဆိုတော့အဲ့လိုလုတ်လုတ်ပြီးတဲ့ခါကျတော့ဒီယုံမှာချီတဲ့ဝန်တန်းနေရဒီပွဲယုံနေရကွာဟိုပွဲယုံကစွန့်ကြွေးလို့ဟိုပွဲယုံကဘာအနေဘာလုတ်လို့ဆိုဟိုလာလာပို့တယ်ဝန်တန်းနေစားဖို့အတွက်ပွဲယုံနေရအများကြီးကွာတနေ့မဟုတ်တယုံကစားဖို့တော့ဖို့ဟိုလာလာပို့တာမဝင်ကားချက်တာတို့အုံနုခောက်ဆွဲတို့ခောက်ဆွဲကြော်အဲ့လိုမျိုးလာလာပို့တဲ့ခါကျတချို့ထမင်းကြိုက်တွေပို့ဒီခေါက် လူလူလာလာပဲဒီမှာလဲသူ့မှာအချိန်မှန်လဲငါတို့ကလဲသူ့အာမွေးတာဘာညာကျွေးတယ်ဒါမှသူ့ဖြစ်ဆွတ်ဟိုစားဖို့တော့ဘူးကမပူပါဘူးကအဲ့အချိန်တူတွင်းမှာမြင်လေ့ကျင့်မှုပေါ့သူကပြီးတင်းလာတင်းလိုက်ဘာညာလဲဖြစ်လာအဲ့မှာပွဲရလျှောက်လာသူ့အိမ်ကိုလဲအဲ့ဆင်ရန်သဘောမျိုးပတ်စံပြီးခဲ့သေးတယ်အဲ့ခေကလောကပတ်စံ2000ပါ2000ဆိုတော့အဲ့ချိန်ကတော်တော်လေးကိုဟိုဒါမှလဲသူလဲနောက်ကျောင်းအေးမှာပေါ့နော်နောက်ကျောင်းအေးမှာအတုံးတက်တဲ့အချိန်ပေါ့သိလားကြောက်အဆင်ပြေပါ ရှင်ပြူသွားတော့ခါကျတော့အဲ့မှာပွဲရောက်သွားတော့ကျော်ဆွေနဲ့ကျော်ဆွေကမူပြီးနေကိုစားပြူပေါ့တထုံသားဆိုအဲ့တထုံသူကမွန်အမျိုးသားနေနောက်ပိုင်းကျတော့မွန်စာပြင်းနေရည်ကြည်မှုဖြစ်သွားနောက်ရတယ်အဲ့ဒါလုတ်ကတ်ပွဲကောင်းမှုရည်ကြည်ဆိုပွဲရလဲခေါ်တော့ကွာသူကတေးရတင်းကြီးပြီးကစားကျော်ဆွေကလည်းအဲ့တော့နင်းနေတော့အခါပြတ်နေကွာအိမ်အောင်ကြပါကြနေအဲ့ဒါဖြစ်ရဖြစ်ရောဝင်းနေတော့နိုင်သွားနိုင်သွားတဲ့ချိန်မှာနင်းနေနာမည်လေးကရောက်သွားအဲ့ဒီလဝိအတိုင်းဝိုင်းမှာအဲ့ချိန်ကျတော့ ဒီပြည်နယ်ပွဲအတွက်ဆရာသိန်းသူတို့ရှိလှမ်းချိတ်တာအဲ့တော့ပြည်နယ်ပွဲကိုဦးစီးဦးဆောင်ကျင်းပနေဆရာဦးသိန်းသူတို့ကကျင်းပနေဦးသိန်းသူပြောဦးသိန်းသူကကြိုက်တယ်ဒီသူ့လည်းတည်တယ်တည်တယ်ဆိုအဲ့ပွဲကြီးနောင်လုံးဖြန်နဲ့อืมဖြန်သူလို့ဖေးအာဖြန်သူလို့ဖေးနဲ့ပွဲကြီးလှုပ်နေရောလှုပ်အဲ့ပွဲမှာလည်းကွာဒီကောဟိုဟိုနောင်လုံးဖြန်လဲဝင်နေလို့နည်းနည်း short တွက်ထားတယ်ကွာဒါငါတို့ရှိမှရောက်နေတယ်ဒီလိုကြွေးသားမှုစောက်ကောက်ကောက်နဲ့လေ့ကျင့်ပြီးစနစ်တကျပြင်ဆင်တာ ူတိပုံမရတိပုံမရတိပုံဆိုအဲ့လိုဒိုးင်းနဲ့ကိုပြန်ရှုံအောင်အဲ့မှာတခါနာမည်တက်သွားပြန်တက်လဲတက်သွားအဲ့ဒီမှာကုတိကြဖာတတင်းရဆရာလဲဆိုအဲ့ဒီမှာဝန်ချမ်းဥော်ကြီးတို့စီမံခန့်ခွဲအောက်မှာမရှိတော့သူကပြင်းမနာမှာသူအဲ့ဒီဘုံမူကြီးမောင်မောင်ကြီးကခေါ်ထားတာပြင်းပြင်းမနာအကစားမှုနဲ့သွားလေ့ကျင့်ပြီးအဲ့ဒီကပဲပွဲလေးလက်ခံထိုးရင်းရနေပြီးတော့ဒီမြောက်ကြီးကော့ကရိတ်ကိုပြန်လိုက်သွားလေးလုပ်နေအခြေမန်နေဂျာအဲ့ဒီဘုံမူကြီးမောင်မောင်ကြီးရဲ့တူး ူကနေဝန်ချမ်းကိုင်ပေးထားတာအဲ့ခေါ်ခဲ့ပြီးတော့မော်လမြိုင်မှာပွဲကြီးပွဲလုပ်စီစဉ်ကြအောင်ဒီလားဒီစော်ပစ်တိုင်းတော်တို့ဘာတော့အကုန်လုံးပါတယ်အဲ့မော်လမြိုင်မှာအဲ့ဝန်ချမ်းနဲ့ဝန်နဲ့ထုံးနဲ့ဝန်နဲ့ထုံးကပြည်နယ်ဝန်မှာဖြန့်ကိုလည်းနိုင်ထားတယ်ကျော်စုလည်းနိုင်ထားတယ်ဆိုဒီဘက်မှာဟိုနေ့ကတက်နေဒီမှာအဲ့ချိန်မှာဝန်ချမ်းကလက်မခံချင်းသူကကောင်းကောင်းမွန်မလေးကျင့်ထားမလေးကျင့်ထားလို့သူဝင်နေချင်းဥဝန်ထားရဲ့ချန်ပီယံချင်းလားချန်ပီယံပေါ့ချန်ပီယံဒါပေမဲ့ तू ကောင်းကောင်းမွန်မလေးကျင့်ထားအောင် ဟိုလစ်ကျင်ပြက်နေရောအဲ့ကြောင့်မကအာမေဒီဘလူရပြငါကြီးကထိုးလို့ရပါတယ်ဘာဖြစ်ညာဖြစ်ဆိုဝိုင်းမြောက်ပြီးအာဘယ်လိုအရေးကြီးကပွဲကြီးပေါအောင်ပြဖို့ပေါ့ပြို့ဟိုနေလုတ်ပြီးရောလုတ်ပြီးတော့အဲ့ဟိုနေမှာလဲမင်းအဲ့ဒီမှာလဲဆွဆွပြောဦးမယ်ကွာအဲ့ဒီမှာတို့မူးတုံဂျိုင်းနေကောင်တည်လားအဲ့ဒူးတုံဂျိုင်းနေကောင်မှာကြော်ဆွေနဲ့အဲ့ဒီဟိုနေနဲ့ဇော်ပြန်နဲ့ဇော်ပြန်နဲ့ထိုးတဲ့ပွဲမှာအဲ့ဇော်ပြန်နဲ့ဒါမဲ့ဇော်ပြန်ကိုဆရာတော်တိတ်မကြိုက်ဘူးသူနေမှုလူနေမှုပုံစံကို ထိုးတော့ကောင်းတယ်ဒီကောဘောင်စင်ကလာနောက်တန်းလည်းဟိုကလာပြီးရောရိုးကလည်းထိုးရိုးကလည်းရုပ်ဖြောင်းကောင်းတယ်ဟိုကလက်ဖူးဆွဲတာတွေပါအဲ့ white lady ကသူဟိုဘယ်ညာထိုးကြလဲဘယ် white white လာတောင်းတောင်းမလို့သူကညာဆန်နေဆိုဟိုပြန်ပဲဘယ်ဘက်ဝယ်ပြီးတာများတော့အဲ့ဒါနဲ့ပဲညှိတာကြာကြာဆိုဝင်နေဖြစ်တဲ့အခါကျတော့အဲ့ကောင်ဇော်ပြောင်ထိုးမိုက်ကောင်တယောက်ရှာလာခိုင်းမှုရှာတော့ဥဟုတ်ကြီးရတယ်တွေ့ရမှာဒီမှာပြင်ဆင်ထားပြီးသွားပြီဒီတို့ ဟိုမိတိလာကဟိုနင်းတို့ရဲ့ဟိုယူမနကားဒီမြတ်တီတာတို့အဖေနဲ့တောင်းပေးလေတော့ဒီကောင်တော့ခေါ်လာခေါ်လာအဲ့ပွဲမှလည်းအဲ့ဒီဗိုင်းနဲ့ကောင်ပွဲမှလည်းအဲ့ဒီဇော်ပြန်ကိုနေရွက်ပြတ်ထွက်သွားတယ်ဝန်းနံတို့ထိုးတာဒီအဖျားလေးပေါ့ပြတ်ထွက်သွားပြီဟာနာမည်တခါတာကြီးွားတော့ဟာမင်းအဲ့ဒီကောင်ကဒါအခုဂျုံလူပြောတာပါအဲ့ပြက်ပြီးတော့ဆရာတော်ကအဲ့ဒီဟိုလေမောင်ကျင်ဆိုတဲ့ကောင်ကအဲ့ဒီအပြက်လေးကိုသွားကောက်တာ တော့ကောင်ဆရာတော့ဘူးဘူးပန်းမို့ပြန်ဆက်တာဆက်သွားတယ်လေဆက်သွားတယ်ဆိုတော့ကဘလို့ချုပ်လိုက်တာဘလို့လဲတော့မသိဘူးအဲ့မှာပြန်ဆက်ပါညာဆိုပေါက်တဲ့ကောင်တော့တုံးလုံးကြီးကြီးပါလေပေါက်ကုန်ကြောက်အာနာမည်ကတခုံလို့ဝင်နေတော့တခါတည်းနာမည်ကြီးပါကြီးပါဝါချိုင်းနဲ့ဝါချိုင်းနဲ့လည်းကြောက်အဲ့မှာဝါချိုင်းအလူလဲပဲဒါမဲ့ရေရှည်ကြောက်အသေးဆွဲစကားပြောသွားတယ်ဝါချာညင်ရတိရတော့သူဝါချာရဲ့မန်နော်မန်နော်အဲ့မှာမန်လဝိသမားတယောက်အပွဲကဘာမှတည့်ပြေးတာလဲမိုးလမြိုင်မှာမိုးလမြိုင်အဲ့ဒီအကွင်းထဲမှာပဲခြာ ဩော်ကောတော့ဝါမင်းရတယ်ဝန်ကြီးကအလူလေးပဲနော်အဲ့အလူလေးကနေပြီးတော့ထိုးတဲ့ခါကြီးတကယ်ရေတယ်မိုးတယ်ကြတော့ဝန်ကြီးတော့လက်သွားဦးဝန်ချန်ရဲ့စိတ်ကလည်းမရဘူးထိုးလို့မရရင်နေပလေးသေးထိုးလို့ရရင်ထိရမယ်ကြားရမယ်အဲ့ဒီမှာဝန်ကြီးထုံးကအဲ့ဒီမှာအစင်ပြည်လာတဲ့ခါမှာအဲ့ဒီကနေပြီးတော့မှတခါဒူဝင်ထဲမှာထိုးပြစ်သွားဒူဝင်နဲ့နောက်တစ်ပွဲဒါပေမဲ့လည်းရလည်းမကောင်းပါဘူးဒူဝင်နဲ့လည်းသူရှုံးသွားတယ်ဒါပေမဲ့သူဘောကတန်တန်ရှောက်မှာအဲ့လိုဒီဝန်ချန်တို့ ဒူဝင်တို့လို့ဒီဝင်နေနေတဲ့ကစားသမားရနေရှင်းပြန်ခွင့်ရအောင်ပြောရမယ်ဆိုတော့အဲ့ခေတ်အဲ့အချိန်အားဆိုတော့ဝမ်ချိုင်းတို့ရွှေဒူဝင်တို့ဆိုတော့ဒါသူတို့ရှမ်းရှမ်းတောက်တကယ်ရှမ်းရှမ်းတောက်အကောင်းဆုံးနှစ်ယောက်လို့တော့ပြောလို့ရမယ်နော်ဒါပေမဲ့အဲ့ဒီနှစ်ယောက်ကိုကောင်းကောင်းမွန်မွန်ရှေ့ပြီးပြန်ထိုးနိုင်တယ်ဆိုတော့ဟာအမှန်မှန်တော့ခုနပြောတဲ့အသေးဆိုတာတော်ဒါပေမဲ့မွေးရပါဒီစိတ်ပေါ့နော်မွေးရပါစိတ်အငဲအရေးအကြောင်းဆိုအငဲသွားတဲ့စိတ်ရှော့တတ်တဲ့ဟာနဲ့စိတ်တင်းတာနဲ့ဆိုတာဒီလေ့ကျင့်မှုအာ ထောက်ကူပြုတယ်ဆိုတာခုနဥပ္ပိုလ်ပြောပါတယ်ဒူဟိုဒူရွှေလူဝင်လက်ပွဲလက်ပွဲကောင်းတယ်ဝမ်ချိုင်းလက်ပွဲလက်ပွဲကောင်းတယ်အဲ့ပွဲမှာအရှုံးလန့်ခုနပြောတယ်အသေးပါလို့ရှုံးတာမျိုးလားကျွန်တော်ကမကြည့်ရဘူးလေအဲ့တော့ကွာတကယ်တော့ငါပြောပြမယ်ဝင်းနေတော့လေဟိုသူ့ရဲ့ပင်ကူစိတ်ကလည်းနည်းနည်းလေးငယ်တဲ့အပိုင်းမှာရှိတယ်ကွာတိလားစိတ်လျှော့တာမြန်တာပေါ့ကွာစိတ်လျှော့တာမြန်တဲ့အခါကျတော့ပထမပိုင်းတွေကသူလုံးလုံးကင်လို့ရတဲ့အချိန်မှာတော့တော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ဝမ်ချိုင်းတို့ရွှေဒူဝင်တို့ဆိုရင်အချိန်ဝါလဲသူပါမယ် အဲ့ဒီရှိန်ဝါနဲ့ပါတဲ့ခါကျသူနည်းနည်းလေးအဲ့လိုစိတ်ကို short ချလိုက်တာလည်းရှိတယ်။နောက်သူအနေနဲ့လည်းပြန်ရတာလည်းအထိုက်လောက်တော့ခက်ခဲပုံရပါတယ်။သူလည်းရားတဲ့လောက်တော့လှုပ်တယ်။ဒါပေမဲ့အဲ့ဒါလေးတော့အမတ်တရဥပိုလ်ကြီးဖွားမှာအဲ့ဒါလေးကလည်းအမတ်တရဖြစ်ခဲ့တဲ့အကြောင်းကျေသူဒီမှာလည်းဥပိုလ်ကြီးဒါဘာပဲပြောဒါရိုးရလက်ဝေးမှာလူပြောများတဲ့အခြေအနေတစ်ခုလို့ပဲပြောရမှာပေါ့။ကျွန်တော်ဒီဒီအသေးပါတယ်လို့ မာကုန်နေတယ်တက်လုံးရောတယ်လို့ဆိုတဲ့ကိစ္စအဲ့ဒါတကယ်အဲ့ဒါလေးကဘယ်လိုအခြေအနေပေါ်မှာမှုတည်နေလဲဆိုတော့ဘယ်ပြင်ဆင်တဲ့ပုံမှာအဲအဲ့ဒီကိုဥပ္ပိုလ်ရှင်းပြပေးတာပြောပြပေးတာအတွက်ကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့ဒီစော်ကားဟုတ်ပြည်သက်တွေအနေနဲ့လည်းမြမရိုးရလက်ဝိရဲ့ဒီမာကုန်တို့တက်လုံးတို့ ਨੇ ပတ်သက်လို့ဥပ္ပိုလ်ရှင်းပြပြောပြပေးွားတာမျှဝေပေးွားတာအပေါ်မှာအားရကျေနပ်ဖို့မျှော်လင့်မိပါတယ်ကြီးစုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်